အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့ season ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောမနက်ခင်းလေး Liverpool ပြည်သက်တွေဖြစ်သွားပြီလို့ပြောလို့ရပါတယ်အဲ Liverpool ပြည်သက်တွေစောင့်မျှော်နေခဲ့တဲ့ here we go ကတော့ဖြစ်ထွန်းသွားခဲ့ပြီလို့သိရတယ်မှာပါပါတယ် Liverpool အသင်းအနေနဲ့အခုလက်ရှိမှာဒါကျွန်တော်စံချိန်ချင်းပြောင်းရွှေ့ခြင်းနဲ့အတူဒါ Florian Risk ကိုဒါ Liverpool စင်ကနေပြီးတော့တရားဝင်ခေါ်ယူနိုင်လိုက်ပြီဖြစ်ကြောင်း ဖာဗီဇီယိုရိုမာနိုကဒီနေ့မနက်အေးပေါ့အေးပေါ့ဒီနေ့မနက်၄နာရီလောက်ကတင်ဆက်ထားတာကိုတွေ့ရမယ်ကျွန်တော်လဲတာအခုမှနူးလို့အခုမှတင်ဆက်ပြီးတော့နည်းနည်းလေးနောက်ကြသွားရင်တော့ခွင့်လို့ပါအဖလော်ရီယန်ရစ်ကိုလီဗာပူးအသင်းကဒါကျွန်တော်ဒုတိယမြောက်အချိန် offer ကိုမှလီဗာကူစင်ကဒါကျွန်တော်တတိယမြောက်အချိန်ဆိုတာတက်ဆိုင်သူတို့နဲ့ပတ်စံပူတောင်းခဲ့တဲ့ဥစ္စာကိုလီဗာပူးအသင်းကလူလူချင်းချင်းပဲပေးခဲ့တယ်လို့သိရတယ်ဒီမှာပါတယ်အဲ့တော့ဒါလီဗာပူးအသင်းနဲ့ဒါကျွန်တော်နောက်ဆုံး offer ကတော့ဒါနောက်ဆုံးတော့လီဗာကူစင်စိတ်ကြိုက်စီးတစ်ခုကိုပဲလိုက်ရောလိုက်ရတယ်ဆိုတဲ့ပုံစံမျိုးဖြစ်သွားခဲ့တာဖြစ်တယ်အဲ့တော့ ကျွန်တော်ပြောခဲ့လို့ပါပဲလေဘူးသိနေတာကြောင့်9000 6000လောက်အင်းညောင်အင်းညောင်လုံနေမဲ့ဒူတော့မထူဘူးတိုးပေးလိုက်တော့တိုးပေးလိုက်တာပူကောင်းနေဆိုတော့အော်တိုင်းပဲတကယ်လည်းတိုးပေးလိုက်တဲ့အချိန်မှာပူပြီးတော့ကောင်းသွားတယ်လို့မြင်အဲ့တော့ ဒီဒီကျွန်တော်တို့လက်ရှိမှာ DL ကိုဒီဒီလေးပြောရအောင်ဒါပေမဲ့အခုလက်ရှိဒါနောက်ဆုံးသိရတဲ့သတင်းတွေအရာဆိုရင်တော့ဒါကျွန်တော်တို့ဒီမနေ့ညကဒါ transfer ညမှာမမီခဲ့တဲ့အတွက်ကြောင့်မလို့ဒီကစားသမားရဲ့တရားဝင်အပြောင်းရွှေ့ကိုတော့ဒါ Liverpool အသင်းနဲ့ဒါ16ရက်နေ့လောက်မှာပဲကြေညာဖို့ရှိသွားပြီ။ဒါတို့တွေနေတဲ့အပြောင်းရွှေ့ကိုပတ်ပတ်ပတ်သက်ပြီးအေးအေးဆေးဆေးတို့တွေနေကြေညာဖို့သွားပြီပေါ့နော်ဒါဒါမှမဟုတ်ဒါခုနကပြောလို့ပဲ ကြားထဲမှာကြီးညာလို့ကျွန်တော်တို့ကြီးညာလို့မရလာဘူးလို့ထင်တယ်သူတို့အနေနဲ့ဒါကြောင့်16ရက်နေ့မှာကြီးညာခွင့်ရှိတယ်ကြီးညာလို့တော့ရရတယ်ဒါပေမဲ့တရားဝင်ချပြလို့မရဘူးကျွန်တော်မျိုးကြီးအဲ့ဒါမှန်းတိုင်းပြောရမှာမဆိုဘူးဟုတ်ဆိုကျွန်တော်တို့အနေနဲ့ဒါ ကလပ်ဝေါ်ကတ်ရှိလို့ဒီလိုမျိုးပထမအပိုင်းဒုတိယအပိုင်းတခါမှအခုမှတွေ့ဘူးလားဆိုတော့ကျွန်တော်အနေနဲ့ဒီ detail လေးတော့မသိဘူးအဲ့ဒါလေးတော့ကျွန်တော်မသိရင်တော့ခွင့်လွှတ်ပေးပါအဲ့လက်ရှိမှာတော့ Florian Risker လေဘဘူးရဲ့ဒါကျွန်တော် San Jinjin ခေါ်ယူမှုတစ်ခုဖြစ်ခဲ့လို့တကယ်ကိုဒါ Premier League မှာလည်း San Jinjin ခေါ်ယူစည်းတွေကတစ်ခုဖြစ်လာခဲ့တယ်လေဘဘူးတမိုင်းတစ်လျှောက်ဈေးကြီးဆုံးကစားသမားကလည်း Florian Risk ဖြစ်သွားပြီလို့ဆိုလို့ရမယ်တော်ပါတယ်ဒါတော့ Florian Risk နဲ့ကပခုံးမှာထမ်းထားမယ်ဒါကျွန်တော် ဝိတ်ကတော့တော်တော်လေးကိုလေးမှန်နေတာမှရှိပါဒါပါ Florian Risk ကိုရတာ Liverpool သိနေတာကျွန်တော်တို့လက်ရှိမှာ Liverpool စင် Liverpool စင်ကတော့ total package ရှိရ Euro 350နဲ့ package နဲ့သဘောတူညီမှုရသွားတယ်လို့သိရတယ်ဘာပါတယ် Kola Halari ကတော့ DD ကိုပြောရမယ်ဆိုရင်လက်ရှိမှာဒါကျွန်တော်တို့ pound 126တန်းကိုပြီးချေရမှာလို့သိရတယ်ဘာပါတယ်9နှစ်အရေးကျ Liverpool သိနေပြီးချေမယ်လို့သိရတယ်ဘာပါတယ်အဲ့တော့ကစားသမားကလည်း Liverpool သိကိုကကောင်းညိပြီးပြီးစိမ့်ပြထားခဲ့တာတော်တော်လေးကိုကြာခဲ့ပြီးဖြစ်တယ်ဒီကြောင့်မို့ဒါ Liverpool ဘက်ကတော့ကစားသမားကိုအများကြီးတော့ညှိစရာ လိုလိုက်ဘူးအဲ့လားလီဗာပူးသိနေတာလီဗာကူဆင်ကို9နှစ်ရေးကြ150ပေးရမှာမှန်ပေမဲ့150ပါတကယ်တမ်းဒါကျွန်တော်ပြန်ကြည့်မယ်ဆိုတော့ fix fee က135တန်းပဲရှိတယ် bonus က15တန်းလို့သိရတယ်မဟုတ်ဘူးအဲ့တော့လက်ရှိမှာဒါကျွန်တော် total package ရဒါ135တန်းကိုဒါကျွန်တော် fix fee ပုံစံမျိုးပေးသွားဖြစ်ပြီးတော့ bonus ကိုတော့15တန်းပေးသွားမှာလို့သိရတယ်ဒီ135တန်းကိုတော့လီဗာပူးအသစ်အနေနဲ့9နှစ်အရေးကြဒါကျွန်တော်ပေးပေးချေသွားမယ်လို့သိရတယ်မှာပါအဲ့တော့ လစ်ဗာပူးအတွက်ကဒီအပြောင်းရွှေ့ကတကယ်တမ်းပြန်စင်တာကျွန်တော်မှန်းတိုင်းဒါကိုတော့စပြီးတော့ဒီကစားသမားလစ်ဗာပူးအနေနဲ့ဒါဖလော်ရီမစ်ကိုစားလိုက်တော့ကလူများလူအပ်ပါမလားဆိုတဲ့မိကုန်ကျွန်တော်တွေးခဲ့တယ် ဒါပေမဲ့တကယ်တမ်းပြန်စဉ်းစားကြည့်မှာမနိုင်ပါမဆိုရင်သုံးရရဒီဒီမှာအများကြီးဒါကိုအောင် technical ရနားတယ်မကိုရောင်တာ gain လေးဆော့လောက်ပြီးတိတာလောက်ပဲရှိတယ်ဒုတိယအနေနဲ့ Florian Risk ကို Ben Na Blue ထားသုံးမျိုးတော်တော်လေးကိုတွေးလို့ရတယ်တမန်ပါအဲ့မှာကျွန်တော်တစ်ချိန်က Bobby လိုပဲဒါကျွန်တော်တို့ဆိုတာ Force Night သုံးမလားဒါမှမဟုတ် Left Wing မှာ Sin သုံးမလားဒါမှမဟုတ်ခုနကပြောလို့ပဲ Queen Lane မှာ AM နေရာမှာသုံးမလားဘယ်လိုမျိုးပဲသုံးသုံးဒါ Florian Risk ကသုံးသုံးရတယ်ကစားသမားတယောက်ပဲဒါပေမဲ့လက်ရှိမှာ FVG တို့ကတကယ်ဖြုတ်တာကိုတော့အများကြီးအများကြီး appreciate ဖြစ်တယ် အရင်တော့ကဒါ continue ဝယ်လို့ဒါကျွန်တော် continue ရောင်းလိုက်လို့ listen back ကတို့ fan night တို့ကိုပြန်ဝယ်ပေးတာလို့မဟုတ်ဘဲနဲ့လက်ရှိမှာ arni slot ကို okay မင်းကပထမနှစ်ထဲမှာဒါ premier league ရတဲ့နည်းပြပတ်စံအများကြီးမသုံးဘဲနဲ့တော့ premier league ရတဲ့နည်းပြတယောက်ကွာငါတို့မင်းကိုပတ်စံသုံးပေးမယ်မင်းဘယ်လောက်ထိလုတ်ပြနိုင်လဲဆိုတာကိုလုတ်ပြချပြလိုက်လို့ပဲဒါကကျွန်တော်တော်လေးကိုစိတ်ဝင်စားတော့အဲ့တော့အရင်တော့ liverpool အသင်းဆိုကျွန်တော်အများနဲ့ဒါစိတ်ဝင်စားရတဲ့ဆိုတာက ဒီသင်းများငွေပိုတုံးခဲ့မယ်ဆိုရင်ဘယ်လောက်တည်တောင်ကောင်းမလဲဆိုပြီးခဏခဏတွေးရတယ်မှာပါတယ်ဒါပေမဲ့ Liverpool သင်းကဒီ limitation ကိုလက်ရှိမှာဒါကျွန်တော်ချပြလိုက်ပြီလို့ပြောလို့ရရတယ်မှာပါတယ်ကျွန်တော်ဟိုတနေ့ကပြောခဲ့သလိုပဲ Liverpool သင်းအနေနဲ့အခုလက်ရှိမှာဒါကျွန်တော် Rockley လို့ပဲဒါခြေောက်ကတုံးကြီးတွေကိုဖြုတ်လိုက်တဲ့အချိန်မှာဘယ်လောက်တိပေါ့သွားမလဲအဲ့ဒါကိုကျွန်တော်တော်တော်လေးကိုစိတ်အဲ့ဒါလက်ရှိ Liverpool သင်းနဲ့ဒါ ပုပ်ပွေလင်းပြောရမယ်ဆိုရင်တော့ဒါလီဗာပူးတင်းကဒီနှစ်နွေရာသီမှာကလေးကဒီနှစ်နွေရာသီမှာဒါကျွန်တော်တို့ Florian Reis ရဲ့အပြောင်းရွှေ့အပါဝင် Frank Monitor မှာဆိုတော့ပေါင်တန်း200နီးနီးတုံးချလိုက်ပြီဖြစ်တယ်။ကစားသမား2ယောက်ကိုတန်း200တုံးတာနော်။အဲ့တော့ဒီနေရာမှာဒါကျွန်တော်နောက်ထပ်တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတာ။အရင်တုန်းကတော့ကစားသမားအယောင်ပူဇံမျိုးမရှိဘဲတခါတည်းဒါကျွန်တော်တို့ဝယ်ချလိုက်တာဖြစ်တယ်။လီဗာပူးတင်းကလက်ရှိမှာဒါလူတော်များစိတ်ဝင်စားတာဒါ PS နဲ့ FFB ။ PS နဲ့ FFB မထီသေးဘူး။ဒါကျွန်တော်တို့လက်ရှိဖတ်ရတဲ့လောက်ကတော့မောက်နောက်ထပ်ပေါင်55တန်းနဲ့တန်း90ကြာတုံးလို့ရသေးတယ်။အဲ့တော့ပြောချင်တာကမီလိုကရာကက်စ်ကိုလည်း AC ခေါ်လို့ရစီ ့သဘောမှာရှိတယ်အဲ့တော့ Liverpool သင်က Florian Risk ကို here we go သွားခဲ့ပြီကစားသမားဘက်ကိုကြည့်အောင်ကစားသမားအနေနဲ့အခုလက်ရှိမှာဒါ Kola Hala တွေရစာချုပ်တန်းရစာချုပ်တန်းကကောလာဟာလာမှာပေါ့9နှစ် plus 10နှစ်ချုပ်မယ်လို့သိရတယ်မှာပါတစ်နှစ်က2ပိုင်ခွင့်ဆိုတဲ့ပုံစံမျိုးနဲ့ချုပ်ပဲဒါအပြင်ကျွန်တော်လက်ရှိမှာ Florian Risk ရဲ့ဒါကျွန်တော်လက်ရှိလုခလာစားကဘယ်လောက်ဖြစ်မလဲဒါကျွန်တော် internet ဆာမျက်နှာမှာ3သိန်းခွဲတွေရော3သိန်းခွဲတွေရော3သိန်းတွေရောဒါ4သိန်းခွဲတွေရောအများကြီးဖြစ်တော့ကျွန်တော်သိတဲ့လက်ရှိမှာနောက်ဆုံးဖတ်ရတဲ့လာစားကတော့လက်ရှိမှာ Florian Risk အနေနဲ့ လီဗာပူးမှာလစာအများဆုံးတော့ရတဲ့ကစားသမားရဲ့တယောက်ဖြစ်မယ်။ဒါဗန်ဒိုက်တို့ဆာလာတို့လောက်ရမလားမရမလားကျွန်တော်ဒီဒီတော့မသိပေမယ့်ကောလန်ဟာလာတွေကအနည်းဆုံး3သိန်းတော့ရှိမယ်လို့သိရတယ်တော့ပါတယ်။3သိန်းအောက်တော့မရောက်ဘူးလို့သိရတယ်မှာပါတယ်။ဘောနပ်စ်ပါပါသွားမယ်ဆိုတော့တချို့သောသတင်းတွေမှာ3သိန်းခွဲလောက်ဖြတ်သွားမယ်ဆိုတဲ့သတင်းတွေတောက်လျှောက်ထွက်ပေါ်နေကြတာဖြစ်တယ်။အဲ့တော့ Florian Risk ကလီဗာပူးအင်ဂျီဒါအနီနဲ့ဆက်လက်ပြီးကြည့်အောင်ပါဘောနော်ဒါလီဗာကူစင်အင်ဂျီလေဒါကျွန်တော်တို့ဟောပေါ့ Red Plus ပေါ့ Red Plus black ဆိုပြီးတော့အမြဲတမ်းပြောတာရှင်ဒါလက်ရှိမှာ red ပေါ့နော်ဒါဒီဘက်မှာ Florian Ruiz နေတာကျွန်တော်တို့ဒါတမိုင်းတစ်ယောက်ဈေးကြီးဆုံးကစားသမားဖြစ်သွားတယ်မဖြစ်ဘူးတဲ့နဲ့သူတက်ဈေးကြီးတဲ့ကစားသမားရှိဦးမလားကျွန်တော်ကျွန်တော်လက်ထာဒီဒီတော့မသိဘူးဒါကျွန်တော်နံပါတ်တကမှတ်မထားခွက်လို့ပြပါတော့ Florian Ruiz ကတေချာတော့ Liverpool တမိုင်းတစ်ယောက်ဈေးကြီးဆုံးကစားသမားဖြစ်သွားပြီအဲ့ဒီ pressure ဒါတော့ရှင်အဲ့တော့လက်ရှိမှာဒါ Liverpool သိနေတာ သူတို့အနေနဲ့ငွေတွေအများကြီးသုံးပြီးမဖြစ်ထွန်းတဲ့ကစားသမားဒါကျွန်တော်တို့မြင်မိတာပေါ့နော်ဒါဝင်နူးနက်စ်တယောက်လောက်ပဲရှိမှာဒါပေမဲ့ဒါဝင်နူးနက်စ်တောင်သူ့ဟာသူမစိုးဘူးလို့ပြောလို့ရပါတယ်ဒါဝင်နူးနက်စ်တောင်သူ့ဟာသူအဆင်ပြေတယ်လို့ပြောလို့ရတယ်တမပါအဲ့တော့ Florian Riscard လက်ရှိမှာ here we go သွားခဲ့ပြီ Liverpool တမိုင်းတစ်လျှောက်ဈေးကြီးဆုံးကစားသမားတယောက်ဖြစ်လာခဲ့ပြီးတော့ Liverpool အသင်းကိုဘယ်လောက်ထိအကျိုးပြုမလဲဆိုတာကတော့ကျွန်တော်တို့အနေနဲ့လာမစ်ဒါကျွန်တော်တို့ရာသီမှာစောင့်ကြည့်ရပြပါအဲ့တော့ ဘယ်လိုလဲဂျာမနီသားကတော့လီဗာပူးသင်းကိုရောက်ရှိလာပြီဖြစ်ပြီးအာနီစလော့လက်အောက်မှာဘယ်လောက်ထိတောက်ပါမလဲဆိုတော့တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတဲ့အပြောင်းအရွှေ့တစ်ခုဖြစ်လာမယ်လို့မြင်ပါတယ်အတူချုံပြန်ပြောရမယ်ဆိုတော့ဒါကျွန်တော်ယူရို350တန် package ငါနဲ့ plus တစ်နှစ်ကစားသမားကဒဘက်လောက်ကလာစားအနည်းဆုံး3တင်းရမယ်ဒါယူရို135တန်း plus 15တန်းမှာယူရို135တန်းကို9နှစ်အရကြပေးသွားမယ်လို့သိရတယ်မှာပါပါတယ်အဲ့ဒီကိစ္စနဲ့ဆက်ဆက်ပြီးခုနကကျွန်တော်ပြောခဲ့တဲ့ဒါဝင်နူးနက်စ်ကိစ္စလေးဆက်အောင်ဒါဒါဝင်နူးနက်စ်ကို Fabrizio Romano ကဘွန်ပါလုတ်ခဲ့တာမဟုတ်ဘဲ David Austin ကဒွန်ပါလုတ်ခဲ့တာဖြစ်တယ်ဒါနဲ့နူးရဲ့အပြောင်းအရွှေ့ တဲ့လက်ရှိမှာဆော်ဒီအသင်းဖြစ်တဲ့အောက်ဟီလီအနေနဲ့တရားဝင်စတင်ပြီးတော့ဆွေးနွေးနေပြီလို့သိရတယ်မှာပါတယ်။အဟီလီအနေနဲ့သူတို့ရဲ့ဒါကျွန်တော်အဓိကတာဂက်တစ်ခုဖြစ်ခဲ့တယ်ဒါကျွန်တော်အော်ဇမန်ကိုမခေါ်ယူနိုင်လိုက်တဲ့အချိန်မှာသူတို့အနေနဲ့ဒါကျွန်တော်တခြားသောတိုက်စစ်မှုတာဂက်တွေကိုပြောင်းသွားခဲ့တာဖြစ်တယ်။ Victor Kyogres ဆိုပါတော့ကိုပြောင်းသွားခဲ့တယ်။ဒါပေမဲ့ Victor Kyogres ကိုတည်းကလက်ရှိမှာ Manchester United အသင်းနဲ့တရားဝင်ညှိနှိုင်းနေပြီဖြစ်တဲ့အတွက်ကြောင့်မို့သူအနေနဲ့ဒါဥရောပမှာပဲဆော်ဖို့တဲ့ရည်ရွယ်ချက်တွေရှိ။အဲ့တော့အဟီလီအနေနဲ့ခုနောက်ပိုင်းမှာဒါကျွန်တော်လစ်ဗာပူးအသင်းရဲ့တိုက်စစ်မှုဖြစ်တဲ့ဒါဝီဇီနူးနက်စ်ဘက်ကိုလှည့်သွားပြီလို့ပြောလိုက်ရအောင်။ ။လက်ရှိမှာလီဗာပူးအသင်းကလည်းကစားသမားအယောင်ကနေငွေလိုချင်နေတဲ့အသင်းသင်းပီပီဒါဝင်နူးနက်စ်ကိုတရားဝင်လက်ခံစကားပြောလိုက်ပြီးလို့သိရတယ်မှာပါတယ်။နူးနက်စ်ကိုလည်းလက်ရှိမှာလီဗာပူးအသင်းမှာဆက်ရှိနေတာတဲ့ဆိုင်သူနဲ့ပတ်စံရှာဖို့အတွက်ပို့ပြီးတော့စိတ်အားထက်သန်လို့သိရတယ်မှာပါတယ်။အဲ့တော့အယ်ဟီလီရဲ့ပလောင်ရှိမှာဒါလီဗာပူးအသင်းနဲ့ဘလောက်ဘလူးတောင်းမလဲတော့မသိပေမဲ့တေးကြတခုကပေါင်သန်း40အထက်လောက်ဒီအပြောင်းရွှေ့ကနေရဖို့ရှိတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တယ်။အဲ့တော့ပြောချင်တာက Florian Rich ရဲ့အပြောင်းရွှေ့အတွက်ကောဒါကျွန်တော်တခြားသောအပြောင်းရွှေ့အတွက်ငွေပြန်ရှာရမယ်လီဗာပူးအသင်းအနေနဲ့ဒါ of course ဒါ average တွေထွက်နိုင် ဒါဝင်နူးနက်စ်ကိုတော့ဈေးကောင်းတစ်ခုရမယ်လို့ကျွန်တော်အနေနဲ့မြင်တယ်အဲ့တော့ဒါဝင်နူးနက်စ်ကဒါကျွန်တော်အဟီလေးကိုပြောင်းရွှေ့တော်မှာလာဒါမှမဟုတ်ဒါဆော်ဒီအာရေဘီယာတချို့လီဗာပူးပြည်သက်တွေအနေနဲ့အခုလက်ရှိမှာဒါလီဗာပူးအသင်းရဲ့တိုက်စစ်မှုကိုအသင်းကနေထွက်ခွာခြင်းတို့တော့မထွက်ခါစီခြင်းသေးဘူးပေါ့နော်။ဘာလို့လဲဆိုတော့အကောင်လုံးတန်ရုံးစီဒါဝင်နက်စ်ဘလောက်လွတ်လွတ်ပါအကောင်လုံးတန်ရုံးစီရှိကြတဲ့ကောင်တွေပဲ။သူကသူကျွန်တော်ဒါဝင်နက်စ်ကပြပြောရမယ်ဆိုလေ တန်းတရာဖြစ်လို့ဒါဒါကျွန်တော်တို့လူတော်များမျက်စိမှာဒီကောင်ဂုံးပုံမသွင်းတယ်ပဲဒီကောင်ကတန်း30 40တာဖြစ်ရင်တော့အကုန်လုံးကချစ်ကြပါသေးလားတန်း30 40တာကိုအိုရီဂီပုံစံမျိုးပေါ့အိုရီဂီကဒါဈေးပေါ့ပါလေစိတ်ဆန်းကြော်လားမသိဘူးအဲ့တော့ ဒီဒါဝင်နူးနက်စ်တို့ပါမှာဒါချစ်ကြမှာပေါ့တော့အဲ့အခုလက်ရှိမှာလိုပုံစံဖြစ်သွားတယ်ထားပါအဲ့လီဗာပူးတင်းကတော့ here we go သွားခဲ့ပါပြီကောင်းတော့မနက်ခင်းလေးဖြစ်သွားပြီလို့ပြောရင်းနဲ့ပဲကျွန်တော်သုံးခွင့်ပြုပါဗျဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ youth sport media 3 point ဆိုတဲ့ tv4 ကြီးတို့မှာကျင်းလို့ဆိုတာပေါအောင်ကူညီလို့ရပါတယ်မြန်မာပြည်လက်ကလစ်ဖို့မမိကြပါနဲ့အောက်က comment တွေထဲမှာလည်း youth sport media 3 point ဆိုတဲ့ tv4 ကြီးတို့ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းဖြင့်ကျွန်တော်များစွာကူညီပေးလို့ရပါတယ်ကျွန်တော် youtube channel လေးကိုလည်း like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါတယ် မြန်မြလေးလည်းကလစ်ဖို့မမိကြပါနဲ့ဗျမြန်မြကလစ်မှာမြန်မြနိုင်မှာဖြစ်ပါတယ်အောက်က comment တွေထဲမှာလည်း youth sport media 3.0နဲ့ tv for you ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းဖြင့်ကျွန်တော်မဆောက်ကူညီပေးလို့ရပါတယ်ကျွန်တော် youtube channel လေးကို like and subscribe လေးပြီးကျွန်တော်အားပေးလို့ရပါတယ်မြန်မြလေးလည်းကလစ်ဖို့မမိကြပါနဲ့ဟုတ်မြန်မြကလစ်မှာမြန်မြနိုင်မှာဖြစ်ပါတယ်ဒီပါဗျ